အားလုံးပဲမင်္ဂလာပါဗျ။ Soccer DM ရဲ့အကောင့်တစ်ကနေပြန်လည်ပြီးပြုလုပ်လိုက်ပါတယ်။ညဒီနေ့စနေနေ့မှာတော့ဒီပွဲစဉ်ပွဲကောင်းနေအများကြီးရှိတဲ့နေ့ဒီဖိုင်မှာတော့ဒီ EPL နှစ်ပွဲဖြစ်တဲ့ Spurs နဲ့ Chelsea နောက်ပွဲတော့ဒီ Liverpool နဲ့အဆွန်မြားဒီနှစ်ပွဲကိုပြီးပြီးလုပ်ပြီးသွားမှာဖြစ်ပါတယ်။ပထမဆုံးကျွန်တော်ဒီ Tottenham Spurs နဲ့ Chelsea ပွဲကနေစလိုက်။ဒီပွဲမှာဒီ Portuguese တည်တည်ရေးပွင့်ထားပြီးဘုံပေါင်းရေး350ဆာမှာရေးပွင့်ထားပါတယ်။ဒီစည်းလမ်းကိုကြည့်ရမယ်ဆိုတော့ဒီ Table Standing ကဒီလက်ရှိ Tottenham Spurs ကအဆင့်3မှာရက်ရက်တည်နေပြီး Chelsea ကအဆင့်9နေရာမှာ ဒီဘက်တန်နေကွာချက်ရှိရဆိုမဲ့ဒီရမအဖြစ်တော့အရင်ကြီးမကွာဟထားတဲ့နေရာမှာရှိပါတယ်။တရှိဖောင်ရာဒီချက်စီလိုဖောင်နေငယ်ရလက်ပိုကောင်းထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီ ramp ပုံမြင့်တဲ့ချက်စီကိုဒီ total ဆွားကနေဒီအိမ်ဝင်းမှာထည့်စေရတော့ဒီဖြစ်တဲ့နေရာမှာရှိပါတယ်။တရှိဖောင်ကြီးရမှာတော့တရှိဖောင်မှာဝင်းဝင်းချက်စီရတော့နောက်ဆုံးတော့မှ၄ဘွဲ့နိုင်တစ်ဘွဲ့ရှုံနေဒီဖောင်ပိုကောင်းတဲ့နေရာမှာတော့ရှိပါတယ်။အိရှင် total ဆွားကနောက်ဆုံးတော့မှ၂ဘွဲ့နိုင်၂ဘွဲ့နိုင်၂ဘွဲ့ရှုံတစ်ဘွဲ့တည်နေဒီဖောင်ရတော့ဒီ ချက်စီလောက်တော့ဘောင်းရိုင်းကြီးမကောင်းထားတဲ့အနေထားမှာရှိပါတယ်။ဈာရက်ထဲမှာလည်းဒီနှစ်သင်းလုံးကဒီ EFN ကပွဲကျက်ပြီးတော့ဒီပွဲပန်းထားတဲ့အနေထားမှာရှိပါတယ်။တိုတောင်စောက်ကြည့်ရမစင်သူနဲ့ဒီနောက်ဆုံး၅ပွဲမှာအဝေးကွင်းဒီပွဲကြီးကန်ထားရတဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့လို့နေတဲ့ဒီနင်းငယ်ရလက်ကြဆင်းထားတဲ့အနေထားမှာရှိပါတယ်။ဒီရှင်တိုတောင်စွာဒီနောက်ဆုံး၅ပွဲကန်ထားတဲ့၅ပွဲကိုကြည့်ရမှာဆိုရင်ဒီဘာဆဲအေဗာတန်ဒီမိုနာကိုအစွန်ဗီလာနဲ့ဒီယူနိုက်တက်ဆိုပြီးတော့ဒီလက်ရှိကာမပေါင်မှာ ဒီဖန်ကောင်းမွန်ဆုံးနေထားမှာရောက်နေတဲ့အသင်းလေးနဲ့ကန်ထားနေထားမှာဖြစ်တာပြောင်းဒီပွဲကတော့ရိုင်းချောင်းမလေးနဲ့နေထားမှာရပါတယ်။ဝစ်ချစ်စီးဒီနောက်ဆုံး၅ဝက်ကန်ထားတဲ့ပွဲစဉ်တွေကိုကြည့်ရမစင်ဘူပန်ဒန်ဆန်နာလန်အာယက်နိုတင်ဟောတဲ့လီဗာပူးဆိုပြီးတော့သူ့အနေနဲ့ဒီနောက်ဆုံး၅ဝက်ကန်ထားတဲ့ဒီအသင်းလေးကတော့ဒီလက်ရှိကာလဖောင်မှာဖောင်အောင်နေတဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့လဲဒီချက်စီးတို့အနေနဲ့ရလကောင်အောင်ဆောင်းဆောင်ထားနေတာမှရှိပါတယ်။ဘူပန်ဒန်နဲ့နိုတင်ဟောတဲ့ဆိုရင်လည်း EBM မှာတနည်းစုံနာမှာရောက်နေပြီဒီအားရဆိုရင်လည်းချက်စီးရဲ့ ီတန်းတူမဟုတ်တဲ့နေသားမှာရှိပါတယ်။ဒီလီဗာပူးဆိုလည်းဒီနောက်ဆုံး9ပွဲမှာ6ပွဲရောက်လာပြီးရုန်းကန်နေရတဲ့အသင်းတစ်သင်းဖြစ်ပြီးသူတွေကဒီအနည်းငယ်ပွဲကျက်တာဆိုလို့ဒီတန်တက်အသင်းချေသွားနေတဲ့ဆန်ဒါလန်တပွဲလောက်ပဲပွဲကျက်ထားတဲ့နေသားမှာဖြစ်ပြီးဒီဆန်ဒါလန်ကိုလည်းအင်ဝင်းမှာရှုံးနေထားတဲ့နေသားမှာဖြစ်တာကြောင့်ချက်စီရဲ့ဒီဖောင်ကောင်းနေတယ်ဆိုလည်းဒီအရင်ကြီးကျွန်ကြီးလို့မရတဲ့အနေထားမှာတော့ရှိနေပါတယ်ကျွန်တော်ဒီဘွဲမှာတော့ဂျာရက်မှာလည်းနှင်းနှင်းလုံး EFN ကဒီပွဲပန်းထားတဲ့အနေထားမှာလည်းဖြစ်တာကြောင့် တို့လုံးကစားပေါကြီးအောင်မှာကိုပါအောင်နဲ့ဘော်ဒီကိုရွေးချယ်ရမှာစတော့ဒီတော်တန်စွားနေနဲ့နောက်ဆုံး၅ဝက်မှာဝီဝင်းနေလေကန်ထားနေတာမှာဖြစ်တာကြောင့်ဒီခေါင်ရတော့နိုင်ပွဲနေထားရတယ်ချက်စီလောက်နိုင်ပွဲရှာဖွေမထားပေမဲ့ဒီအိမ်ဝင်းမှာတော့ဒီနေအိမ်ဝင်းပြန်လာနေတာမှာအိမ်ဝင်းအသက်ရရှိတဲ့နေထားမှာဖြစ်တာကြောင့်ဒဲဒဲပေါကြီးအောင်မှာအရှင်တော်တန်စွားပေါ်နေတို့လုံးကစားကိုပေါင်းကြီးအောင်ကိုပေါင်းကြီးမှာဒီကိုပေါင်းအောက်ကိုရွေးချယ်ထားပါတယ် အဲ့တော့လေဘာဘူးနဲ့အဆင်မပြားဒီဘက်မှာအရှင်လေဘာဘူးကဘောလုံးကြီးတလုံး90စာဘိုးပေါင်းကြီးသုံးလုံးပြည်မှာခြေပွန်ထားပါဗျာ။စီးလန်းကြီးကမစနော်ဒီတေဘယ်စတန်နဲ့အထက်အောက်လေးလေဘာဘူးကအဆင့်ခွန်မှာရည်တည်နေပြီ။အရှိမလုံးကန်နေရဆိုမဲ့အင်ဝဲအားတာတယ်လည်းဖြစ်တယ်။ဒီဖေဗရီအတင်လည်းဖြစ်တာကြောင့်လေဘာဘူးတွေနဲ့တလုံး90စာကတော့ပြရမယ့်စီးတန်းဖြစ်ပါတယ်။တရှိကားဖောင်ကြီးကမစနော်ဖောင်ရတော့ဒီအဆင်မီလာဖောင်ကောင်းနေပြီ။နောက်ဆုံးအားဖို့မှာဒီဘက်နိုင်တစ်ပွဲရှုံးတယ်ဒီ ဆိုထားတဲ့ပွဲစဉ်ကလည်းယူရိုပါလီပွဲစဉ်ပဲဖြစ်ပြီးဒီ EPL မှာနိုင်ပွဲတွေဆက်နေတာမှာရှိပါတယ်ပြီးခဲ့တဲ့ပွဲမှာလည်းပြီးခဲ့တဲ့ပွဲ EPL မှာလည်းဒီ Manchester City လို့အတင်မျိုးဖောင်းကောင်းနေတဲ့အတင်မျိုးကိုအနိုင်ရရှိတာတဲ့အချိန်မှာဖြစ်ပါတယ်ဒီနောက်ဆုံးပွဲစဉ်နဲ့မှာလည်း EPL မှာချေဆွာနေတဲ့ဒီ Tottenham စွာတို့ Manchester City ကိုအနိုင်ရရှိတာတဲ့အချိန်မှာဖြစ်တာကြောင့်ဒီ Unai Emery ရဲ့ဒီ Aston Villa ဒီဖောင်းတီးတို့ကပြန်ကောင်းလာတဲ့အချိန်မှာရှိပါတယ်အင်ရှင်လိုပါဖို့ကြည့်ရမယ်ဆိုတော့နောက်ဆုံးပြန်ပွဲစဉ်ခုနှစ်ပွဲမှာ၆ပွဲအထိရှုံးထားတဲ့အချိန်မှာဖြစ်တာကြောင့် သာသမာဘောဒီမူပြရောယုံကြည်မှုပျောက်ဆုံးနေတဲ့အနေအထားမှာရှိပါလားဒီပွဲစဉ်ကလည်းပွဲကျက်ထားတဲ့အနေအထားမှာလည်းဖြစ်တယ်ဒီပွဲပြင်လည်းသူဒီချန်ပီယံလိမ့်မှာဒီရီယယ်မက်ဒရစ်နဲ့တိုင်ရမယ့်အနေအထားမှာဖြစ်တာကြောင့်လီဗာပူးလိုအနေနဲ့ဒီနိုင်ပွဲပြန်ရှာပေးဖို့တောင်းရုံးကန်လာနိုင်ရတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့တရှိဖောက်မှာလည်းအဆွေမီလာဖောက်တက်ပတ်ရောက်နေပြီလီဗာပူးလိုကလည်းဒီနိုင်ပွဲရှာဖွေဖို့ယုံကြည်မှုအရင်းပျောက်ဆုံးနေတဲ့အနေအထားမှာလည်းဖြစ်တာကြောင့်ကြားရမှလည်းဒီလီဗာပူးလိုဒီ EFF ကမှာပေါ်ပန်းထားပါတယ်အစွန်မီယာကဒီ EFF ကမှာစိုးစိုးစီးထွက်ထားနေကြမှာဖြစ်တာကြောင့်ဒီဂျာယက်မှာ EFF ကမကန်ထားတာဖြစ်တဲ့ကြောင့်အစွန်မီလာရဲ့ကစားသမားတွေလည်းဒီ trap ဖြစ်နေပါတယ်ဒါကြောင့်ဝင်ကျွန်တော်ဒီပွဲမှာဒီလီဗာပူးကိုပွဲလဲပန်းထားတယ်ဒီပွဲပြီးရင်လည်းချန်ပီယံလိပွဲကြက်ကန်ရအောင်မယ်လီဗာပူးကိုဖောင်လဲအောင်နေတဲ့ခြားမှာတလုံးငါးရစားပေါက်ကြည့်အောင်မှာဒီလီဗာပူးကိုနှစ်ခုမပြတ်နိုင်တဲ့နေရာမှာရှိပါတယ်ဒါကြောင့်မို့90ရင်းပြီးတော့ဒီအဝေးပွဲအစွန်မီလာပေါ်ကိုရွေးချယ်ထားပါတယ်